ဆိုတော့နောက်ထပ်နံပါတ်2ပေါ့နော်နံပါတ်2နဲ့ကောင်းစင်နောက်ထပ်တစ်ခုကိုရေးထားလိုက်ပြီးဖြစ်ပါတယ်ဆိုတော့အဲ့ဒါကရောဘာဖြစ်မလဲဆိုတော့ကိုယ်ပေါ်မနာလိုမုန်းတီးသူတွေကိုဘယ်လိုဂိုင်တွင်ဆက်ဆံမလဲဒီကားကတော့မနာလိုမုန်းတီးရပါတော့အဲဒီတစ်ခါကျတော့ဒီလူမျိုးကကြောက်ဘယ်လိုလဲဆိုတော့ဟိုကိုယ့်ရဲ့ကောင်းကွက်တွေကိုသူသိနေတယ်ကိုယ့်ရဲ့ကောင်းကွက်တွေကိုသူသိနေတယ်အဲ့ဒါကြောင့်မလို့ကိုယ့်ပေါ်မှာမနာလိုရပါတော့အဲအဲ့ဒါကြောင့်မလို့ဟိုရှေ့မှာကျတော့ तू ကလွှမ်းမိုးနေတာပဲရှိတယ် ်သူဘယ်သူ့အပေါ်မလို့ပြောမဆိုရင်ဆရာကြီးဖြစ်စင်တဲ့လူမျိုးပေါ့နော်ရှေးမှာဖတ်ဖတ်ခဲ့တဲ့ခေါင်းစဉ်ကအခုဒီတစ်ခါကကျတော့ကိုယ်ပေါ်မနာလို့မုံတီးသူတွေကိုဘလို့ကန်တဲ့ဆက်ဆက်မလဲဆိုတဲ့ခေါင်းစဉ်ဖြစ်ပါတယ်ဖဒါကျတော့သူကကိုယ်အကြောင်းကိုသိနေတယ်ကိုယ့်ရဲ့ကောင်းဘက်တွေကိုသူသိနေတယ်အဲအဲ့လိုလူမျိုးဖြစ်ပါတယ်ဆိုတော့ဒါဆိုရင်ကိုယ့်ဘဝမှာမနာလိုနေတဲ့သူရှိနေပြီဆိုရင်အဲ့ဒါသိချင်ပေါ့ကိုကသူ့ထက်ကောင်းနေပြီဆိုတာကိုနားလည်လက်ခံမှဖြစ်ပါတယ်ဆိုတော့ဒါဆိုအဲ့လိုလူမျိုးတွေကိုဘယ်လိုရှောင်ရှားရမလဲ ။ဒါဆိုရင်ဒီထဲမှာဒီစာလေးကိုဖတ်ကြည့်ပါမယ်။တစုံတစ်ယောက်ဟာတင်ပိုင်ဆိုင်တာမျိုးသူ့မှာမရှိ၊တင်လုံနိုင်တာမျိုးသူ့မလုံနိုင်၊တင်မှာရှိတဲ့စွမ်းရည်မျိုးသူ့မှာမရှိ။စသဖြင့်တင်နဲ့နှိုင်းရှင်ပြီးတင်ငယ်စိတ်ရှစ်စိတ်ခံစားရရင်တင့်ပေါ်သူ့ရဲ့ခံစားမှုကိုဖော်ပြရမှာမကြကနမလူမုံတီးတဲ့ပုံစံနဲ့ဖော်ပြပါလိမ့်မယ်။ဒီအချိန်တွေဟာတင့်အတွက်လည်းစိတ်မသက်မသာဖြစ်စေမှဖြစ်သလိုတင့်အောင်မှုအောင်မြင်မှုအတွက်လည်းအနှောက်အယှက်ဖြစ်စေနိုင်တာပေါ့။ ဲ့ဒီအခါသူနဲ့ထိတ်တိုက်ရင်ဆိုင်ကောင်းရင်ဆိုင်ရပါလိမ့်မယ်။ဒါမှမဟုတ်နီးပြူဟာအမျိုးမျိုးသုံးဆက်ဆံတော့ဆက်ဆံရပါလိမ့်မယ်။အပြူသဘောဖြစ်ဖို့တော့လိုပါတယ်။နံပါတ်1လူတယောက်ကတင့်ကိုမနာလိုမုန်းတီးပြီးဆိုရင်ဒီကိစ္စဟာတင်နေမဆိုင်ဘူး။သူနဲ့ပဲဆိုင်တာဒီအတွက်တင့်ကိုတင်ယုံကြည်မှုရှိပါမနာလိုမုန်းတီးတဲ့သူကိုတင့်ကြောင့် သူ့ကြောင့်တင့်ယုံကြီးကိုထိခိုက် ထိပါပျက်စီးသွားတယ်သူတို့ကြောင့်တင့်ယုံကြီးကိုပြတ်သွားကြောင်းတန်နေရရှိသွားတယ်ဆိုတာမျိုးမဖြစ်အောင်ကြိုးစားပါတင်လို့ဆရာရှိတာဆက်လုပ်ပါတင့်ကိုတားဆီးဖို့ခွင့်မပြုပါနဲ့တင့်ကိုပံ့ပိုးကူညီမဲ့သူတွေအပေါ်အာရုံစိုက်ထားပါသူတို့မနာလိုတာဟာတင်ကသူတို့ထက်တာလွန်ကောင်းမွန်လုပ်နိုင်လို့ပဲဆိုတာကိုသတိရပါ ကို့အပေါ်မနာလိုမုံတီးတဲ့သူ့ကွန်မန့်တွေကို မတိကျုံပြူထားပါဒီလိုလုံးနိုင်ဖို့ခက်ကောင်းခက်ပါလိမ့်မယ်ဒါပေမဲ့ဒီလိုလုံးတာဟာခမားရဲ့ခံစားမှုရကျွန်တော်အတွက်တရားဝင်မှာမဟုတ်ဘူးလို့တနည်းအားဖြင့်ပြတာပဲဖြစ်ပါတယ်တခါတည်းမှာတစ်ဖက်လူရဲ့မနာလိုမုန်းတီးတဲ့ရန်စတာတွေကို မတိကျွချုံပြုလို့မရတဲ့အခါမျိုးလဲရှိကောင်းရှိပါလိမ့်မယ်။အဲ့ဒီအခါမျိုးမှာတော့သူ့မနာလိုမုန်းတီးတဲ့ တင်းအားတွေကိုလျှော့ချသွားဖို့အချင်းတွေကိုတိုက်ရိုက် ဖြည့်ရှင်းတဲ့နီးသုံးကောင်းသုံးရပါလိမ့်မယ်။ကျွန်တော်ခင်ဗျားနဲ့အပြူပြောဆောင်တဲ့ဆက်ဆံရေးပဲလိုချင်ပါတယ်။ဘလို့လို့ရင်ဖြစ်နိုင်မလဲ။ခင်ဗျားရဲ့အပြူသဘောဝေဖန်တာကြိုက်တယ်။တချို့ပြောဆိုတာတွေကတော့ကျွန်တော်အတွက်ပြင်းထန်ဆူရှက်လွန်းလာတယ်ဆိုတာမျိုးပြောကောင်းပြောရပါလိမ့်မယ်။တင်းနဲ့သူ့အပြူသဘောမဆန်တဲ့တုံ့လဲဆက်ဆံတာတွေရောကိုကြိုးစားပါ။တင့်လူမှုပတ်ဝန်းကျင်ပြောင်းလဲအောင်လုပ်နိုင်မယ်။လူမှုဆက်ဆံရေးဖြစ်အောင် social dynamic ကိုပြောင်းနိုင်အောင် လုပ်နိုင်မယ်ဆိုရင်အသင်ပေါ်မနာလိုမုန်းတီးတာတွေလည်းလျော့ပါလာပါလိမ့်မယ်။တင့်ကိုပံ့ပိုးကူညီသူများနဲ့အချိန်ပြုံးမှာတင့်ကိုမနာလိုမုန်းတီးနေရသူနဲ့ဆုံတဲ့အခါယဉ်ကျေးစွာနှုတ်ဆက်ပါသူတငယ်ချင်းများနဲ့မိတ်ဆွေဖွဲ့နိုင်အောင်ကြိုးစားပါတခါတည်းမှာတင့်ကိုမုန်းတီးမနာလိုသူနဲ့မဆုံအောင်လမ်းကြောင်းပြောင်းသွားရတာမျိုးတခြားအခန်းမှာတော့အတန်တက်တာတခြားရေချိုးကရှန်လာမျိုးလည်းလုံကောင်းလို့ရပါလိမ့်မယ်။ နေနမိတ်စီမင်းတမက်တမက်ပါသူမကျင်တဲ့တိုင်းကိုပေါ်ပြောဆိုထွက်ပေါက်ပေးလိုက်ရမှာပဲလို့မယူဆပါနဲ့တင်းတဲ့သူနဲ့အပွားဝင်းနေနမိတ်တမက်ပါရကြစကားမပြောဘဲရင်ကျေးစွာနှုတ်ဆက်ထွက်ခွာကိုကြိုးစားကောင်းကြိုးစားရပါလိမ့်မယ်မိမိပေါ်မကောင်းပြောတာကိုအတိမတ်မပြုနိုင်ကြောင်းသူသိပါစေတင်းလဲသူ့ကိုတင်းလဲတင့်ကိုမုံတိမနာလိုနေသူနဲ့ရိုင်းဆိုင်စွာတုံလဲပြောဆိုလိုမှာ သူ့ကိုလည်းနောက်ထပ်စိတ်ပြတ်သွားစီမှာမျိုးမဟုတ်ပါဘူးအဲ့လိုဆိုရင်သူ့အတွက်တင်ပလူခံစားရတာသူသိအောင်ပြောပါခမည်းစကားကကျွန်တော်ကိုစိတ်မသက်မသာဖြစ်စေတယ်ဗျခမည်းပြောစကုံလေးကကျွန်တော်အတွက်ခံရခက်စေတယ်ပူပြီးအပြုစကုံဆောင်တဲ့တုံလည်းမျိုးမျိုးကျွန်တော်တို့ပြောင်းရအောင်ပါစတဲ့စကားမျိုးပြောဖို့အကျိုးစားပါဒေါက်တာမြင့်လည်းစိတ်ပညာဒီအချက်ကလေးကတော့နည်းတယ်ပေါ့နော် အာနဲ့ပေါ်ဆိုတာကဘာဖြစ်လို့လဲဆိုတော့ပြောရရင်ဒီမနာလိုစိတ်ခံစားတဲ့သူတွေဆိုတာလေတနည်းအားဖြင့်အဲတနည်းအားဖြင့်ကိုယ့်ကိုယ့်ရဲ့အမြင်ပေါ့နော်နည်းနည်းတနာတယ်တနာတယ်လို့ပြောလိုက်ရင်လည်းသူ့ကိုနည်းနည်းဟိုလေတနာတယ်ဆိုတာကနည်းနည်းမကောင်းတဲ့အမြင်မျိုးမဟုတ်ဘူးနော်သူ့ရဲ့လိုအပ်ချက်ကိုကိုယ်ကသိနေတာအာဘာလဲဆိုတော့ကိုကတော့ပုံမှန်လေးပဲကိုလှုပ်ရှားချင်ရလှုပ်တယ်ကိုယ့်ရဲ့ပုံစံအတိုင်းပဲသွားနေတယ်ပေါ့နော်ဒါပေမဲ့ အဲသူ့အတွက်ကကြတော့အဲ့လိုမျိုးမရခဲ့ဘူးထင်တယ်ပေါ့နော်မရခဲ့ဘူးတာကြောင့်လည်းဟိုမနာလိုမှုဖြစ်သွားတယ်ပေါ့နော်အဲတခါတရံမှာအမှန်တိုင်းပြောရရင်ကို့အနေနဲ့ဆိုရင်လေအဲ့ဒီကို့ပေါ်မနာလိုမှုတည်းလို့နာနားလဲတယ်ပေါ့နော်နားလဲဆိုတော့ပြောရရင်သူ့ရဲ့စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်တခုဖြစ်နေတာအကြောင်းမလို့ပဲအော်ဘယ်လိုပြောရမလဲ ဟိုသူတွေ့ကြတော့အရန်နေအများကြီးစူးစမ်းအထောက်ရခဲ့တယ်ကွာအရန်နေစူးစမ်းအထောက်ရခဲ့ပြီးတော့ကိုကကြတော့အလွယ်တကူလေးပေါ့ပေါ့ပေါ့ပါလေးလုပ်ရုံနဲ့အဲရနေတာပေါ့နော်အဲအဲ့လိုအခြေအနေမျိုးမှာသူ့ကိုသူကအားငယ်ပြီးတော့ဟင်းသူကလိုက်မလုံနိုင်တဲ့အခါမှာတခြားသူကိုဟင်းအဲ့လိုဆက်မဖြစ်ဘူးသူ့ရဲ့တိမ်ငင်မှုကိုတခြားသူပေါ်မှာတွားပြတွန်းချလိုက်တဲ့သဘောပဲပေါ့နော် ဆိုတော့ဘလို့ပဲဖြစ်ဖြစ်ဒီမှာအချက်လက်တွေပြောသွားတာတော့ကိုက positive sign နဲ့အဲ့ဒီကိုပုံမှန်သူကမနာလိုမှုတွေဖြစ်နေပြီဆိုတာကိုလက်ခံထားပြီးတော့သူနဲ့နောက်သူနဲ့ကိုကတဖြည်းဖြည်းချင်းလေးပြည်လျောင်ဆက်ဆံရမယ်ပေါ့နော်။အင်းဟုတ်တယ်မင်းပြောတဲ့ဟာတွေကိုငါလက်ခံတယ်။အဲအဲ့လိုမျိုးလက်သူလုံးသမျက်ဟာကိုလက်ခံထားပြီးတော့သူနဲ့အာကိုက positive way နဲ့ကိုကပြန်ပြီးမှသူ့ကိုချင်းကပ်ရမယ်ပေါ့။ ူမနာလိုတဲ့ပုံစံတွေကမတိမတာအာမတိမတာလေးနဲ့ပြည့်ရော့သွားအောင်ပေါ့နော်ဒါကိုကတစ်ဖက်ကနေခုန်ညီပေးရမယ်ပေါ့နော်ဘာလို့တစ်ခါလေကြတော့လေပိုပြောရမယ်ဆိုပိုတိနေတဲ့လူပိုနားလည်နေတဲ့သူတွေကအာအလုံးကိုလက်ခံနေရတယ်ပေါ့နော်ခါကြငါတို့ကပဲဘာလို့လက်ခံပေးနေရတာလဲဆိုတော့ခက်ဆန်းမှုမျိုးဖြစ်တယ်ပေါ့နော်ဒါအဲ့ဒီအရေးသွေးကိုကလည်းပဲကောင်းမွန်တဲ့အရေးသွေးဖြစ်ပါတယ် ွဲရရင်လုံးဝကိုစေတဘောတာပြေဝတ်မှသာမီအလိုမျိုးဖြစ်တယ်ပေါ့နော်ဆိုတော့ဒါကောင်းမွန်တဲ့လုံရဖြစ်ပါတယ်ဆိုတော့ဒီခါလေးမှာကျွန်တော်တို့လည်းတစ်ဖက်ကိုယ်ပေါ်မှာမကောင်းနေမှန်းသိရတဲ့နေတာလက်ခံပေးရတဲ့အခါကိုကိုယ်တိုင်ရဲ့စွမ်းရည်ကြီးကြဆင်းလာတာမျိုးလည်းရှိတယ်ပေါ့နော်အဲဒါကြောင့်မို့ဒီထဲမှာပြောထားတာကကိုယ့်ကိုပံ့ပိုးကူညီပေးသူတွေကိုဒါနဲ့အချိန်ဖြုံးမှာဆိုတော့ အဲ့ဒီလိုလူမျိုးတွေကကိုယ့်ကို doing doing ဖြစ်နေပြီเนาะကိုယ့်ရဲ့ energy ကိုယ့်ရဲ့စံအားကိုကြာစင်းနေပြီကိုကလက်ခံပေးထားတဲ့နားလေပေးထားပေမဲ့လည်းပဲကိုကို energy ကြာစင်းနေပြီဆိုတာတည်သွားတဲ့နောက်မှာဆိုရင်တော့နည်းနည်းလေးသူတို့အတွက်ကိုအချိန်ကဘယ်လိုပြောမလဲမပေးဖို့ဟိုမသိတယ်လို့လေးလေးရှူရှူထားဖို့လည်းလောက်ရတော့မှာပေါ့ဘာလို့လဲဆိုတော့ကိုကလည်းရှေ့ဆက်ရအောင်ပါပဲလေ ဆိုကိုကိုပန်ပိုးကူညီပေးနိုင်တဲ့ကူညီပေးရတဲ့သူတွေနဲ့ပဲအချိန်ဖြိုးမှာလို့ဒီထဲမှာပြောထားတယ်ပေါ့နော်ဆိုတော့အာဘလူလူနဲ့ပဲစုံစုံပေါ့နော်အာတေချာပေါ့ဒီလူဟာကိုကောင်းနေတဲ့အရာလေးတွေကိုอืมลาပြီးတော့အပြစ်ဖို့နေပြီလို့ဆိုရင်တော့တဟာကိုကတေချာပေါ့ကောင်းမွန်နေလို့ဖြစ်ပါတယ်ဆိုတော့ကိုရဲ့ကောင်းမွန်မှုကိုဆက်ပြီးတော့ထိန်းထားပါဆက်ပြီးတော့တွားပါ အဲဆက်ပြီးတော့သွားရမယ်ပေါ့နော်ကိုကျူသားမို့ဆက်ပြီးတော့သွားရမယ်အဲအဲ့ဒီလူလည်းပဲကိုကကိုရဲ့အပြုသဘောဆောင်တဲ့အဲပြောဆိုဆက်ဆံရင်းနဲ့ပြောဆိုဆက်ဆံရင်းနဲ့ပဲသူ့ကိုပြန်ပြီးတော့ထိမ့်ကြည့်ပေးပါပေါ့နော်အဲဒါတနည်းအားဖြင့်သူ့မှာလည်းနည်းနည်းမပြေဝခဲ့တဲ့စိတ်ခံစားမှုတွေရှိခဲ့တာကြောင့်ပေါ့နော်ဆိုအလုံးပဲဒါကတော့ကိုယ်ကိုမနာလို့မုန်းတီးနေရတယ်ဆိုလို့ဘယ်လိုကင်တက်ဖြစ်ရှင်းမလဲဆိုတော့အချက်လက်တွေဖြစ်ပါတယ် နောက်တဲ့အနှစ်ချုပ်လေးပြောပါမယ်ပေါ့နော်အဲ့ဒါဘာလဲဆိုရင်အဲ့လိုမျိုးကိုယ်ပေါ်မှာမနာလို့မုန်းတီးနေတယ်ဆိုတာကကိုယ့်ကိစ္စမဟုတ်ဘူးသူရဲ့ကိစ္စအဲ့တော့သူရဲ့ကိစ္စကိုထားမယ်ပြီးတော့ရင်음လစ်လူရှူထားမယ်ပေါ့နော်အရန်နေမကိုယ့်ရဲ့စိတ်ပန်းဆိုင်မှာသူပြောသမျှတွေကအရန်နေမခံနိုင်တော့ဘူးဆိုလိုက်ရင်တော့ကိုယ်ကိုယ်လင်းလင်းပြောပြပြီးတော့မင်းရဲ့ feedback တွေကအရန်ကျန်းတယ် အဲ့လောက်ရှိမလို့ဘူးဆိုတဲ့ပုံစံမျိုးနဲ့ပြောမယ်ပြီးတော့ရင်ကိုယ့်ကိုကိုကြီးပံ့ပိုးသူတွေနဲ့ပဲအချိန်ရှုံးမယ်ဆိုတော့ဒါဆိုရင်ဒီအားလုံးပဲကိုယ့်ရဲ့ပတ်ဝန်းကျင်မှာစိတ်နှောက်ရကင်းကင်းစွာကင်းရှင်းစွာပေါ့နော်နိုင်နိုင်ပါစေအလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ကောင်းစဉ်လေးမှာပြန်လဲဆုံတွေ့ကြပါမယ်